မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့တော့တတ္တမာတမြန်မာသားဖတ်စာမှာပါဝင်တဲ့တမိုင်းဝင်ရင်းကျေးမှုအမွေအနှစ်များဆိုတဲ့ဆောင်းပါးလေးကိုဖတ်ရှုလေ့လာကြည့်ရအောင်တမိုင်းဝင်ရင်းကျေးမှုအမွေအနှစ်များ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့နိုင်ငံ၏တမိုင်းဝင်ပစ္စည်းများနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရမည်ယဉ်ကျေးမှုအမှုပညာတို့သည် နေခြင်းညာခြင်းဖြစ်ပေါ်ခဲ့ကြသည်မဟုတ်ပါကျွန်ုပ်တို့၏ပိုးဝေးပြီးပင်အစဉ်အဆက်က ၎င်းတို့၏ရေမြေခေစနစ်ပန်ဝန်းကျင်နှင့်စီလျော်စွာတပြေးပြေးချင်းတီထောင်ဖန်တီးခဲ့ကြခြင်းဖြစ်လေသည်ကျွန်ုပ်တို့ကလည်းရင်းကျင်းမှုအမှုပညာများကို နေခြင်းညာခြင်း တီထောင်ရေးမရနိုင်လေဘိုးဘေးပြည်ပင်အစဉ်အဆက်တီထောင်ဖန်တီးခဲ့သောရင်းကျင်းမှုအမှုပညာများကိုအခြေပြု၍ကျွန်ုပ်တို့၏ခေစနစ်နှင့်အညီထက်ဆင့်တီထောင်ဖန်တီးသွားကြရမည် သို့မှသာရင်ကျသော လူမျိုးအဖြစ်ဂုဏ်ယူနိုင်ပေမည်။တမိုင်းဝင်ပစ္စည်းများတွင် ရှေးမျိုးယိုနန်းတော်ကျုံမြောင်းခန္တက်မျောစင်တင်းကျိုင်းတင်ကြိုင်ကူစသောအဆောက်အဦများပါဝင်သည်ဇေရီပထိုးကူကြောင့်တင်ကြောင့်ဖုန်ကြီးကြောင့်ဇရက်စသောသာသနာအဆောက်အဦများသည်လည်းထိမ့်သိမ့်ဆောင်းလျှောက်ရမည်ရင်ကျဲမှုအမွေအနှစ်များဖြစ်ပါသည် ထိုအဆောင်အုံတို့တွင်ဘိသူကလက်ရာမွန်များအင်္ဂရေပန်းများနန်းရန် စေးရေးပကြီးများစသောအမှုပညာလက်ရာများကိုပါတွေ့မြင်နိုင်လေသည်ထို့ပြင်ရှေးခေတ်လူတို့၏အသုံးဆောင်များ ဖြစ်ကြသောအုံးခွက်အစ်ရွှေငွေလက်ဝတ်လက်စားစသည်တို့ကို၎င်းကျောက်စာနန်းရန်စေးရင်ပင်စာပရပိုက်စာပေစာစာခွေစာကျွန်းစာကျုပ်စာတန်းစသည်တို့ကို၎င်း စနစ်တကျစူဆောင်းထိမ့်သိမ့်ကြရလေသည်တမိုင်းဝင်အဆောင်အုံတို့ကိုများသောအဖြင့်ရှေခိမင်းနေပြည်တော်များဖြစ်ကြသည်ဒိတ်တနိုးဟန်လင်းတရေခိတရာ ဝေတာလီမြောက်ဦးတထုံပကံမြင်းဆိုင်စကိုင်းပင်းယာအင်းဝါပဲကူ အမရပူရာမန္တလေးစသည့်ဒေသတို့တွင်တွေ့နိုင်သည်ဒေသနိုဟန်လင်းတရေခိတရာအစရှိသောပြူရေရှိဟောင်းရင်ကျိမှုအဆောက်အုံများသည်နှင်ပေါင်း2000ခန့်ကြာမြင့်ခဲ့ပြီးမြမရင်ကျိမှုအမွေအနှစ်သာမကကပရှိဟောင်းရင်ကျိမှုအမွေအနှစ်စည်ရင်းဝင်လည်းဖြစ်သည်ပကန်ရှိဟောင်းယဉ်ကျေးမှုအဆောက်အုံများမှာလဲနှစ်ပေါင်းတထောင်ကျော်ကြာမြင့်ခဲ့ပြီး 2019ခုနှစ်ဇူလိုင်လတွင်ကမ္ဘာရှင်ဟောင်းယဉ်ကျေးမှုအမွေအနှစ်စည်ရင်းဝင်ဖြစ်ခဲ့သည်မြောက်ဦးဒေတာရှိရှင်ဟောင်းယဉ်ကျေးမှုအဆောက်အအုံများကိုလည်းကမ္ဘာရှင်ဟောင်းယဉ်ကျေးမှုအမွေအနှစ်စည်ရင်းဝင်နိုင်ရန်အတွက်သက်ဆိုင်ရာကစ조사လျက်ရှိသည်ရှေဟောင်းတမိုင်းဝင်ရေကျေးမှုအဆောက်အအုံများသည့်နေလေရေမိုးအဆရှိသည့် ရာသီဥတုတံများလူသူပို့ချတရွဲ့တရှိတို့ဤဒံများကြောင့်ဆွေးမြေယိုယွင်းလာကြသည်အပင်ပေါက်လွယ်အမြင့်တွယ်လွယ်သည့်ညောင်မင်းနဘဲပင်စသည့်အပင်များကြောင့်လဲအကွဲပြိုပြက်ကြကုန်သည်စီငွေစားငွေအစစ်ငွေစသည့်တိုက်စားဆွေးမြေစေသောအငွေများပါသည့်ညဉ့်ဉန်းသောလေတူးကြောင့်လဲအဆောက်အုံပစ္စည်းပစ္စယများ ဆွေးမြေ့ပြိုပြက်လာကြသည်ငလျင်လုံချင်းရေကြီးချင်းမီးလောင်ချင်းစသည့်တဘာဝဘေးစိုးအမျိုးမျိုးကြောင့်လဲနေချင်းညာချင်းပြိုပြက်ချင်းတို့ရောက်ကြရသည်အကျွန်ုပ်တို့သည်သမိုင်းအမွေရင်ကျင်းမှုအမွေတို့ကိုရင်ကျင်းမှုအမွေတို့ကိုထိုးသွသောဘေးအန္တရာယ်အမျိုးမျိုးမကြောက်ရောက်နိုင်အောင်ထိခိုက်ပြိုလွဲမှု ပြိုပြက်မှုနင်းနိုင်သမျှနင်းအောင်အစွမ်းကုန်ကာကွယ်ကြရစောင့်ရှောက်ကြရမည်ဖြစ်ပါသည်မြန်မာနိုင်ငံ အလဲပိုင်းတွင်1985ခုနှစ်ဇူလိုင်လတွင်တကြိမ်2016ခုနှစ်ဩဂတ်လတွင်တကြိမ်ငလျင်ပြင်းစွာလှုပ်ခဲ့သည် ထိုငလျင်ကြောင့်ဖယားကူကြောင့်ယဉ်ကျေးမှုအမွေအနှစ်ပေါင်းများစွာပြိုပြက်ခဲ့ရလေသည်အထူးသဖြင့်ပကံမြို့တွင်ရှင်းဟောင်းဇေဒီဖယားများစွာပြိုပြက်ခဲ့သည်နှစ်ပေါင်းတထောင်ကျော်အောင်ပင်မြမမြေပေါ်၌တင့်တယ်ထဲဝါခဲ့ကြသောရှေဟောင်းစီရီများပြိုကျကုန်သောကြောင့်မြန်မာနိုင်ငံသားတို့ဝမ်းနေကြွယ်ကြရသည်ထို့ကြောင့် မြန်မာနိုင်ငံတနိုင်ငံလုံးရှိတိုင်းရင်းသားပြည်သူအပေါင်းကချက်ချင်းပင်ငွေကြေးအလူလုံအားအလူစသည်တို့ဖြင့်စေနာထက်တန်စွာ ထဲ့ဝင်ကြကရှေးမူမပြက်စူပေါင်းပြင်ဆင်ကြသည်ယခုအချိန်တိုင်အောင်ပင်ပြည်တွင်ပြည်ပရှေးဟောင်းသူတေသနပညာရှင်များပြည်သူကပညာရှင်များ အင်ဂျင်နီယာများပါဝင်သောပညာရှင်အဖွဲ့အကြံပေးအဖွဲ့များဖွဲ့စည်းကား ရှေးဟောင်းလက်ရများမထိခိုက်အောင်တဖြည်းဖြည်းပြုပြင်လျက်ရှိသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝင်းကြီးဌာနအောက်တွင်ရှေးဟောင်းသူတေသနာနှင့်အမျိုးသားပြတိုက်ဦးစီးဌာနဟူ၍ရှိသည်ထိုဌာနသည် သမိုင်းဝင်အဆောက်အုံများနှင့်ယဉ်ကျေးမှုအမွေအနှင့်များကို တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည် အကျွန်ုပ်တို့သည်မိမိတို့ရက်ရွာတွင် တမိုင်းဝင်အဆောက်အုံများပြုပြင်ထိန်းသိမ်းစရာ တွေ့ရှိပါက ရှေဟောင်းသူတေသနာနှင့်အမျိုးသားအမျိုးသားပြတိုက်ဦးစီးဌာနသို့အကြောင်းကြား၍အကူအညီတောင်းနိုင်ကြသည်ရှားပါရှေးကြသောပစ္စည်းများတွေ့ရှိလျင်လည်းတာဝန်သိသိဖြင့်ပေးပို့အပ်နိုင်နိုင်ကြသည် ရှေဟောင်းပစ္စည်းများမှာရွှေငွေရတနာတို့ဖြင့်ပြုလုပ်ထားပါက ကာလပေါင်းစည်းထက်တိုး၍ငွေကြေးတန်ဖိုးပေးကား ကောင်းပြုချင်းမြင့်ဝယ်ယူထိမ့်သိမ့်လျက်ရှိလေသည်ကျွန်ုပ်တို့ပြည်သူတိုင်းသည်လွတ်လပ်သောနိုင်ငံသားပိသစွာမိမိတို့၏တမိုင်းအမွေနှင့်ယဉ်ကျေးမှုအမွေအနှစ်တို့ကိုမိမိတို့ကိုယ်တိုင်ထိမ့်သိမ့်စောင့်ရှောက်ကြရပေလိမ့်မည်ဒါလေးကတော့တတမာတန်မြန်မာသားဖက်စာမှာပါဝင်တဲ့တမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များဆိုတဲ့စောင်းမလေးကိုဖတ်ရှု ဆွေးနွေးသွားတာဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲ2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12:58မိနစ်အချိန်မှာသခိုင်းတိုင်းဒေသကြီးကိုပို့ပြုပြီးတော့ငလျင်ပြင်းထန်စွာလှုပ်သွားခဲ့တာလှုပ်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုပြင်းထန်တဲ့ငလျင်လှုပ်မှုကြောင့်ဟိုးအိမ်တိုက်တာတွေသာမကဖျားစေဒီပထိုးများရှေဟောင်းရင်ကျဲမှုအမွေအနှစ်များစွာဆုံးရှုံးခဲ့ရတာတွေ့ရမှာဖြစ်ပါတယ်။များစွာဝမ်းနေကြွယ်ပဲကောင်းလာပါတယ်။ ကဲဒါလေးကတော့တတ္တမာတန်မြန်မာသာဖက်ဆာမှာပါဝင်တဲ့သမိုင်းဝင်ရင်းကျေးမှုအမွေအနှစ်များဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်